ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဗာကြီးစံ channel လေးကနေစေဝင်စားပွဲအထူးကြဆန်းခြင်း၊ကမ်းမြောက်ဖြည့်ရမန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့ချိန်ခါ ကြောက်ရောက်လို့လာခဲ့ပြန်ပါပြီ။ဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့နိဗ္ဗာန်ပညာနဲ့တိုင်းတာလို့မရတော့ကမ်းမြောက်အစွမ်းလေးကိုပိုင်းဆိုင်ထားတဲ့လူတယောက်နဲ့ထောင်ထဲမှာတွေ့ဆုံခဲ့ရသူများလို့မြင်ရတဲ့စေဝင်စားပွဲ ထူကြဆန်းချင်းကမ်းမရောက်ပြည့်ရဲ့မန္တလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့နားစင်ခံစားအားပေးကြပါအောင်ခင်ဗျာကမ်းမရောက်ပိုအေးတကယ်လို့တော့ဒီပြည့်ရဲ့ကိုလူများကကြီးညိုလေးသာသောပုဂ္ဂိုလ်တူကဖြစ်စေတင်တော်ကိုယ်တိုင်အစဉ်တစ်ဖြင့်စိတ်ချယုံကြည်လာခဲ့သူတစုံတယောက်ကဖြစ်စေ၎င်းတို့ကိုယ်တိုင်ကိုတွေ့ကြုံခဲ့ရသောဒုစရအံ့ဩပွဲ ဖြစ်ရဲ့စမ်းများဖြင့်ပြန်လည်ပြောပြလာပါကောင်ကျွန်ုပ်အနေနဲ့လုံးဝယုံကြည်လက်ခံမှာမဟုတ်ပါအဘယ်ကြောင့်ဆိုတော့ထိုးဖြစ်ရဲ့ကလူတဘောဝယုတ်တိဗေဒနဲ့ဖီလာစံခြင်းဖြစ်နေတဲ့ပြင်ယနေ့ကဘာမှာတိုးတက်လာတော့မြစ်တိခင်မီနီးပညာများနဲ့မှစမ်းသပ်ဖော်ထုတ်လို့မရနိုင်တော့ကြောင်းပဲဖြစ်ပါလိမ့်တိုးတော်လေးအဲ့ဒီဖြစ်ရဲ့စံနဲ့ကိုရီမြင်မြင်တွေ့ကြုံလာခဲ့သူမှတခြားမြစ်တိ ပုဂ္ဂိုလ်ဒုတိယမှာမဟုတ်ပဲအဲဒါကို လုံးဝယုံကြည်မှုမရှိဘူးဆိုတော့ကျွန်ုပ်ကိုယ်တိုင် ဖြစ်နေတော့ခါ1986ခုနှစ်ကဖြစ်ပါတယ်အဲ့ဒီနေ့ကအင်းစိန်ဘိုးကျင်းထောင်သမိုင်းမှာလူစီကားဆုံးနှစ်တနည်းဖြစ်ခဲ့ပါတယ်အကြောင်းကတော့ထောင်မှုဆိုလို့၄၅ရောက်သားရှိတဲ့ထောင်ထဲကိုကျွန်တော်အမစင်6သင်္นานစင်ထောင်မှုသစ်18ရောက်တောင်းဝင်ကြလာလို့ဖြစ်ပါတယ် ထို့ကြသည်မောထို့နှင့်မောနမကျော်နုပညာရှင်မင်းတော်မင်းသမီးတရတောင်းစတူဒီယိုအစိုးတော်များပါအမှုမျိုးမျိုးနဲ့တတိုင်ဆိုင်ဆိုင် ရောက်ရှိနေလို့ပဲဖြစ်ပါလိမ့်အဲ့ဒါထက်ပိုပြီးတော့ထို့ကြသည်မောထိုခေတ်ထိုခါကအပြင်လောကမှာဘိုးတော်ဖြစ်နာမည်ကြီးနေသောဗေဒဝိဇ္ဇအကျုံပေါ်များကိုဘိုးတော်စစ်စင်ရေးကြောင့်အကျဉ်းထောင်တိုက်ခိုက်များတွင် ရောက်ရှိနေကြလို့ဖြစ်ပါလိမ့်တတ်ထက်ပိုပြီးတော့ထိုကြသည်မော ူမြတ်ပြောစကားဆိုရင်ဘလောက်ပဲအံပွဲပါနန်းထူးဆန်းနေစေကမူယုံကြည်လက်ခံနိုင်ခြင်းမရှိဘဲနဲ့တန်တရားအတွင်းနဲ့တောင်ဝိကြည်တန်ကြီးနားထောင်နေတဲ့ခေတ်တော်ကျွန်တော်မောပူကြီးဟောင်းဘိုးတော်တင်ဦးဆိုသူရဲ့ပြင်ဆင်လက်မပေါင်းမြေလက်မပေါင်းတမာရီဆွမ်းအားကိုလက်တွေ့တရုပ်ပြတဲ့မဟာကဏ္ဍကြီးလမ်းစဉ်ရဲ့ကမ္မရရရင်ကျော်မောင်မြို့ပါခဲ့ရတဲ့ဖြစ်ရဆံများပဲဖြစ်ပါတယ်။ဆာရွက်တရွက်မှာ ခမည်းမေးခြင်းနဲ့မေးခွန်းတွေကိုရေးပြီးစာရေးတွေထဲပေးချထည့်ပေးပြီးယူသွားဘုရတင်ဦးစီရောက်ရင်လူကခမည်းရဲ့စာရွက်ကိုမကြည့်ဘဲနဲ့ခမည်းရေးလာတဲ့မေးခွန်းရေးတွက်ကိုမှတ်အောင်တန်းပြီးပြောလိုက်မယ်ပြီးတော့အေဘိုးစာရွက်လွတ်တရွက်ကိုခမည်းရှိမောင်းမောက်ချီလန်ချီလှုပ်ပြပြီးကျမ်းမြေပေါ်မှာပုတ်ခနေလက်နဲ့ရိုက်ချပြလိုက်မယ်အဲဒီခါခမည်းရဲ့မျက်စိရှိ ကြည့်နေရင်မှာပဲစာရွက်လွတ်ပေါ်မှာလက်နဲ့ရေးထားတဲ့စာရီး စာမျက်နှာနှစ်မျက်နှာလုံးပြည့်တဖြည်းဖြည်းပေါ်လာတော့ခမရမြင်ရလိမ့်မယ်ဗျာ။ဒါဒီစာတွေကခမရမေးထားတဲ့မေခွန်းတွေရဲ့အဖြေတွေရဲ့လောအောင်မဲ့ရည်ရည်တွေကိုရေးထားတာလေ။ရောက်ခမရကြည့်။ဒါကျွန်တော်မေးထားတဲ့မေခွန်းစာရွက်နဲ့ဘော်ဒတင်ဦးလက်နဲ့ရိုက်လို့ပေါ်လာတဲ့အဖြေစာရွက်ပဲဗျ။တနေ့ညာဦးပိုင်းဘုဒ္ဓလူပြိုးဆောင်မောင်အတုနေသူထောင်းမှုဦးရေချိုကသူ့ရဲ့လက်တွေ့မြင်မြင်ဘော်ဒတင်ဦးနဲ့တွေ့ဆုံခဲ့ပုံများကို စာရွက်များနဲ့တူရှင်းပြလာပါတယ်။စာရွက်တွေမှာကိုရေးချိုရဲ့လက်ရင်းနဲ့မိခွန်း၅ခုရေးထားတာကို တွေ့ရပါတယ်။တခြားတစ်ရွက်မှာတော့ကျွန်တော်မသိတဲ့လက်ရင်းများနဲ့ကိုရေးချိုရဲ့မိခွန်းများနဲ့တူအဖြစ်မြောက်ရတရားများရေးထားတာကိုမြင်ရပါတယ်။ဒါဒီကဘသူလက်ရင်းလဲဗျကျွန်တော်ကတခြားစာရွက်ကိုပြလို့မေးလိုက်တယ်။ဘိုးတော်တင်ဦးရဲ့လက်ရင်းလေဗျခင်ဗျသူ့လက်ရည်ကိုမြင်ဘူးလို့လားဗျ အဲဒါတော့သူပြောလို့သိတာပါဒါနဲ့ခမည်းမေးတဲ့မေခွန်းရေတွက်တိုင်းသူ့မှန်အောင်ဖြစ်နိုင်ရဲ့လားဗျဟာအဲ့ဒါကိုပြောတာပေါ့ကျွန်တော်ရဲ့စာရေးထည့်ထားတဲ့မေခွန်းတွေကိုမကြည့်ပဲနဲ့မေခွန်းငါ့ကိုရေးလာတယ်မို့လားတဲ့ကမ်းပြီးတော့မေးတယ်လေအံ့ရောဗျာပြီးတော့သူ့ရဲ့လက်ဝါးနဲ့ရိုက်ပြီးဖြေပေးတာတွေကလည်းကွက်တီမှန်နေတာအဲ့ဒါကြောင့်သူပေးထားတဲ့ရေဒီယာတွေကိုသေချာလုံးအောင်မေခမည်းလည်းမြန်မြန်သွားမေးထားလိုက်အောင်ဗျာ အဲတခုတော့ရှိသေးတယ်နော်မေခွင်းတွေကိုလဝါနဲ့ရိုက်ဖြည့်ပြီးမှနောက်ထပ်မေခွင်းတစ်ခုမေးဖို့ပြောတယ်အဲ့ဒီမေခွင်းတွေကိုလည်းစာရွက်ထဲမှာကြိုတင်ဖြည့်ထားပြီသားဗျကိုအေးချုံမောင်ဘိုးတော်တင်ဦးရဲ့လှုပ်ဆောင်ခြင်းများပေါ်မှာတန်တော်နဲ့အတော်လေးယုံကြည်နေပုံရပါတယ်ကိုအေးချုံကကျွန်ုပ်နဲ့တွေ့လာခဲ့ဒီမှာကြာပြီဖြစ်ပြီးတော့အချင်းချင်းလင်ညာဖြည့်ပြန်ပြုတ်တဲ့သူတော့လုံးဝမဟုတ်ပါဘူးတော့ပေမဲ့ကျွန်ုပ်ရဲ့မွေရပါဝတ်တီတိုင်း ပင်မရဲ့စကားဆိုရင် အမြဲတမ်းတည်းဖြစ်တတ်သူဖြစ်ပြီးယခုကိုေးချိုရဲ့ပြောကြားချက်များကိုလည်းမယုံကြည်ပါကိုေးချိုကမယုံကြည်ုံနေတာမှာကသူ့အလွန်းကိုထင်ကြီးနေတော့ဘိုးတော်တင်ဦးဆိုသူကပေါင်းလုံးဝယုံကြည်မရှိပါအဘဲကြောင့်ဆိုတော့ကျွန်ုပ်နားလည်ထားတော့ယူဆချက်တစ်ခုမှောင်းဘိုးတော်ဆိုဒီမောင်းလူလိမ့်နေကြီးပဲဖြစ်ပါတယ်ဒီလိုနဲ့ဘိုးတော်တင်ဦးထံမှာတနေ့တစ်ချောင်းမင်းမြန်သူမြောင်းတူပွားလာနေရော တင်တို့ထောင်မှုအဖွဲ့အလုံးလို့လို့မမင်းရသေးတဲ့သူမရှိသလောက်ဖြစ်လာခဲ့ပါတယ်တချို့ဆိုရင်နှစ်ခါပြန်သုံးခါပြန်တော့မေးပြီပြီတဲ့ထိုချင်းသည့်ကျွန်ုပ်ကမေးဖို့စိတ်မကူမိသေးပါဟာတထောင်လုံးထောင်မှုတွေမေးပြီနေမှတော့ဒီစေယုံကဆရာကဘာလို့ကြံနေရတာတော့ဘာလဲကျွန်တော်ကမယုံလို့လားဗျကျွန်ုပ်ထောင်စေယုံမှာတာဝန်ကျနေတဲ့တနေ့မှာတော့ဘိုးတော်တင်ဦးနဲ့တွေ့ခဲ့ ပြောလိုက်ခြင်းပဲဖြစ်ပါလိမ့်။ပေါ်တော်တင်ဦးမှာတညာလုံးမအိဖဲနဲ့အရိဒံပတိစိန်နေတဲ့ဖြင့်မနတိုင်းဆရာဝန်ကြီးထံလာပြီးတော့တွေးပောင်ချင်းတိုင်းနေလျောင်းကျွန်တော်နဲ့မကြာခဏတွေ့ရမှရင်းနှီးနေလို့ဖြစ်ပါလိမ့်။အဲ့လိုတော့လေမဟုတ်ပါဘူး။အဲ့လိုမဟုတ်ရင်မိခင်နဲ့မိခင်တွေကိုရေးပြီးစာရိတ်ထဲထည့်ပေးပြီးယူခဲ့ပါကျွန်တော်ကလူလိမ်မဟုတ်ပါဘူးဆရာရဲ့ဟုတ်ဟုတ်ကဲ့ပါထုတ်ခဲ့တဲ့ပတ်ပင်တွေ့လို့ ်ပြောင်းဖိတ်နေမှာတော့မမေးရင်မကောင်းတော့ဘူးလို့ခံစားမိလာတယ်။ဒါကြောင့်စိတ်ထဲကယုံကြည်သည်မဟုတ်တော့လေလုံမှုရရညင်းဆိုရင်မသိတော့သဖြင့်မေးရန်အတွက်ဆုံးဖြတ်လိုက်ပါတယ်။သို့တော့မိခွင်းများကိုစေယုံယုံကံမှမရေးပဲနဲ့စေယုံရဲ့နောက်ဖက်မှာရှိတဲ့အဝေးတိုက်ထဲမှာတကားပိတ်ပြီးတယောက်တည်းသွားရည်လိုက်တယ်။စွစုပေါင်းမိခွင်းရှိခုဖြစ်ပါတယ်။စာရည်ထဲကိုတေချာထည့်ပိတ်ပြီးယူနီဖောင်းပေါ်အင်ဂျီအိတ်ထဲ ထည့်ယူသွားလိုက်တယ်။ကျွန်ုပ်တယောက်ထဲတိတိကျကျရေးသားထားသောမိခွင်းများဖြစ်လို့ဘောတော်တင်ဦးလည်းမသိနိုင်လောက်ဘူးလို့ထင်မိပါတယ်။ဘောတော်တင်ဦးမောင်သုံးဆောင်ရဲ့အပေါ်ထက်ဖျားကက်မှနေသူဖြစ်ရောင်းကျွန်ုပ်ရောက်သွားတဲ့နေ့ထိုင်စီပြီးတဲ့တဲ့ကြီးပြောချလိုက်ပါတယ်။ဆရာမိခွင်းရှိခုရေးလာတယ်မလား။ကျွန်တော်ပါယုတ်တရက်အရှိတ်ကိုအထိုးခံလိုက်ရသလိုအသက်ရှူရန်တော်မိပြီးတော့ပါဇက်ဟောင်းလုံးပွင့်လို့ တန်တော်ဖြစ်သွားရပါတယ်ဘုရတော်တင်ဦးကိုတကောရှင်တယောက်ပေါ်မှာကြောက်ရမလို့လန့်ရမလို့ခံစားမိလာရတယ်ကျွန်တော်ကအင်ဂျီအိတ်ထဲမှာစာရွက်ကိုထုတ်ပြမယ်ပြုရအောင်ဘုရတော်တင်ဦးက လက်ကားပြပြပြီးတော့ကဲဒီမှာကြည့်ပါဦးဆရာရဲ့ဆိုကစာရွက်လွတ်တရက်ကိုဘာမှမရှိကြအောင်အပေါ်အောက်လှမ်းပြလို့နေပါတယ်ပြီးတာနဲ့အဲ့ဒီစာရွက်ကိုကျမ်းမြင်ပေါ်မှာလက်ဝါးနဲ့ရိုက်ချလိုက်ပါတယ် ပုံကနေတန်တဲ့တူကျွန်တော်ကမယုံကြည်နိုင်စွာ ကြည်နေစမှာပဲခုနကစာရွက်လွန်မောင်းစာမျက်နှာနှစ်ဖက်လုံးစာများနဲ့အပြည့်ဖြစ်နေတာကိုမြင်ဝါတင်တင်တွေ့လဲရပါတယ်ကျွန်တော်မှအန်အော်ပြီးရင်အန်အော်နေရသဖြင့်စကားတော်မှပြောနိုင်လောက်အောင်မှတ်တမိနေပါတယ်ကျွန်တော်ရေးလာတော့မိခွန်းအရေးတွက်ကိုအတိအကျတန်ကနေပြောနိုင်နေကိုရေးချိုးပြောထားတဲ့အတိုင်းစာရွက်လွတ်နှစ်မျက်နှာစလုံးမောင်းစာသားများအပြည့်ပေါ်လာခဲ့ပါပြီ။ ကျွန်တော်ကမဖြစ်နိုင်ဘူးလို့ယူဆထားတာများကမျက်စိရှိမှာပင်လက်ခုပ်ပြီးတခုကုကွန်ကွက်ကွက်ဖြစ်ပေါ်နေသည်မဟုတ်ပါလောက်ထူးခြားတာကပေါ်တော်တင်ဦးစာရွက်ကိုလက်ဝါးနဲ့ရိုက်လို့ပေါ်လာတဲ့ကျွန်တော်ရဲ့မိခွန်းများမှာကျွန်တော်ရေးပြီးတော့မေးထားတဲ့အဆီဇင်တိုင်းတိတိကျကျဖြစ်နေခြင်းမှာတာထက်ပို့ပြီးတော့ထူးခြားသည်မှာကျွန်တော်မိခွန်းရေးရမှာမှားပြီးတော့ချစ်ထားခဲ့တဲ့အတိုင်းပဲဘိုးတော်တင်ဦးရဲ့စာရွက်မှာလည်းထက်တူထက်မြောက်ရေးချစ်ထားတာကိုတွေ့ရတယ် လက်ရည်ချင်းကမတူလို့တော့မိတ်တူကူထားတယ်လို့မဆိုနိုင်ခြင်းဖြစ်ပါလိမ့်ကဲဆရာရဲ့မိခွင်း၁၀ခုပြည့်တော့နောက်ထပ်နှစ်ခုလောက်ထပ်ပြီးတော့မေးပါဦးလာပါပြီကိုကြီးချုပ်ပြောထားတဲ့အတိုင်းသူနောက်ထပ်ရေးပေးလိုက်ရတဲ့မိခွင်းတစ်ခုကိုလည်းဆရာထက်မှလက်ဝန်းနဲ့ကြိုတင်ရိုက်ထားပြီးသားတဲ့ဒီတခါတော့ကျွန်တော်ဗိုလ်တော်တင်ဦးကိုအခွင့်အရေးမပေးနိုင်တော့အဲ့ဒီမိခွင်းတစ်ခုကိုသူကြိုတင်ရိုက်ထားတာနဲ့ လောကမတူရအောင် မေးရမယ်။ဒါကြောင့်မစီမဆိုင်သောမေးခွန်းတစ်ခုကို ရေးချလိုက်ပါလိမ့်။တရုတ်ပြည်မှာလူဦးရေဘယ်လောက်ရှိသလဲ။လမ်းနဲ့ကပေါမိုင်မုံမြီးမြောက်ကွာဝေးတနေ။ဘိုးတော်တင်ဦးကကျွန်တော်မေးထားတာကိုပြောကြည့်ပြီးသူကြိုရိုက်ထားသောစာရွက်နဲ့ရှင်းတွေ့ပြလိုက်ပါလိမ့်။မြတ်စွာဘုရားကဲ့တော်မူပါကျွန်တော်အတန်ထွက်လို့អော်မိမလို့အာအတင်သွားခဲ့ပါတယ်ကြည်တမ်းပါ ကျွန်တော်လူတွေမေးနေကြမေးခွန်းနဲ့တမင်လွဲချောင်းမှန်ကန်မှုမရှိအောင်လို့ရည်ရွယ်ပြီးတော့ရေးချလိုက်တဲ့မေးခွန်းတစ်ခုကသူကြိုရိုက်ထားတာနဲ့တူလိုက်သမှဤဒီမရွေးအောင်တူနေပါလားပြောရင်ကျွန်တော်အိမ်နေကဘုဒ္ဓတေဝုနဲ့ညာရင်စီကျင်းထိုးဘက်မှာခွက်ခွက်လန်အောင်ရှုံနေကြရပါဘောလားတာကဘုဒ္ဓတေဝုလိန်ညာနေတာဆိုရင်ဒီလူဟာကဘာပေါ်မှာအတော်ဆုံးလူလိန်ကြီးပဲဗျာ အဲ့ဒီနေ့ကစလို့တလခန့်ကြတဲ့တနေ့မနက်ခင်းမောင်းထောင်ပူဝ၌ညှမှုဝုံမှုတင်အောင်ကထောင်ပိုင်းလေးဦးကြီးကိုဤမမောပြောနေတဲ့ကိုမဆွေနှပြကြားလဲရပါလိမ့်ကျွန်တော်ကကောင်းစွာသဘောမပေါက်လို့တကားထောင်မှုကို အကျိုးကြောင့်ပေးကြည့်မိတယ်စောစောလေးကဝုံမှုရဲ့မိတ်ဆွေတယောက်ဘိုးတော်တင်ဦးနဲ့တွေ့ဖို့ရောက်လာတယ်လေသူ့ရဲ့လက်ထဲမှာလဲကက်ဆက်တစ်လုံးနဲ့ပြအဲ့ဒါဝုံမှုကဘိုးတော်တင်ဦးကို သူ့ရဲ့ရုံငန်းတွေကိုခေါ်ပြီးတွေ့ပြလိုက်တယ်။အဲဒီကအတင်းပါလာတဲ့ကက်ဆက်ခွေအစ်ကိုထုတ်ပေးတယ်။ပေါ်တော်တေဝကကက်ဆက်ခွေကိုယူပြီးမျက်စိမိတ်လို့ဂါထာယူလိုက်တယ်။ပြီးတော့မှကက်ဆက်ခွေကိုသူ့ရဲ့လက်ဝါးနဲ့ဖြောင်းဝင်းနေအောင်ရိုက်ပြီးပြန်ပေးလိုက်တယ်။အဲဒီကပလတ်ရီဇာပါကင်းနေခွာပြီးကက်ဆက်ခွေကိုကက်ဆက်ထဲထည့်ပြီးတော့ဖွင့်လိုက်တယ်။ပေါ်တော်တင်ဦးရဲ့အတန်နဲ့အဲဒီနာမည်နဲ့တရားဟောတဲ့နေထွက်လာတယ်လေ ဲ့ဒီအဲ့ဒီပြန်သွားမှပုံမှုကတန်တော်ဖြစ်ပြီးထောင်ပိုင်းလေးကိုပြန်ပြောနေတာပါဗျနေမုံခမရခုနပြောတာဘိုးတော်တင်ဦးလက်ဝါနဲ့ရဲလိုက်လို့ကဆက်ခွေတွေကသူ့ရဲ့တရားတန်နေထွက်လာတယ်ဆိုလားလို့ကျွန်တော်ကမယုံကြည်နိုင်စွာမေးလိုက်ပြီးတယ်ဟုတ်တယ်လေတချို့ထောင်မှုတွေတောင်းကဆက်ခွေတွေမှာဘိုးတော်ရဲ့တရားကိုရိုက်ထည့်ပြီးပြီတဲ့ခမရတို့အလုပ်ဘက်တာဝန်ခံထောင်မှုကြီးဦးညီစိန်တောင်း ဒီနေ့ဘိုးတော်တင်ဝင်းစီမှာအတန်သွင်းမလို့တဲ့ဗျဗျဟုတ်လားလာပြန်ပါပြီစာရွက်ကိုလက်ဝါးနဲ့ရိုက်လို့စာပေါ်ရမှမကြသေးပါအခုကက်ဆက်တိတ်ခွေကပါအတန်ထွက်တဲ့မဖြစ်နိုင်ဒါလုံးဝမဖြစ်နိုင်ပါဒါကအတိတ်ပဲလည်းမရှိရုပ်တည်လည်းမတန်းဘယ်နဲ့ကက်ဆက်ခွေကိုလက်ဝါးနဲ့ရိုက်လို့အတန်ဝင်ရတယ်လို့ဗျခမရဒီကက်ဆက်ခွေကို စိတ်ကြည်စမ်းပါဦးဘာကင်အစ်ဟုတ်ရဲ့လားဗျကျွန်တော်အလုပ်ဘက်ရုံးငန်းကိုရောက်တော့ဆရာဦးညင်စိန်ကကက်ဆက်ခွေတခွေလှမ်းပြီးတော့ပေးတယ် C60 ဟီတာချီမျိုးစားကက်ဆက်ခွေပါကင်အစ်ဖြစ်ပါတယ်ကျွန်တော်ကလိုအပ်မရကက်ဆက်ခွေအပေါ်ပလတ်စတစ်တောင်သွင်းမောင်းခဲနီမှင်ပြတဲ့နဲ့အမှတ်သားလုပ်လိုက်မိတယ်ကျွန်တော်ခုဒီကက်ဆက်ခွေနဲ့ ို့တော်တင်ဦးစီမောင်အတန်သွားသွင်းလိုက်ဦးမေကံပြကျွန်တော်အိမ်ကကက်ဆက်ကိုသွားယူပြီး၃ဆောင်တွေကိုလိုက်ခဲ့ပြောင်းဆရာဦးညစ်စိန်ကပြောရင်းနဲ့ကက်ဆက်ခွေကိုယူကောင်နေရာကထားပါတယ်ဟုတ်ကဲ့ပါဆရာကျွန်တော်ကခေါင်းကျင်အလေးပြုပြီးထောင်းထဲကပြန်ထွက်လာခဲ့တယ်ထောင်းရဲ့ရှေ့ဘက်ခလန်လန်မရှိတဲ့ဘလုံးခွန်းလွန်မရှိတော့ဆရာဦးညစ်စိန်ရဲ့အိမ်မှာဆရာကတော်ကိုပြောပြလို့ကက်ဆက်ယူလာခဲ့တယ်ကက်ဆက်မောင်ထိုးချင်းကခေစားနေတော့ ဘန္နာဆိုးနှင့်အမျိုးဆောင်ကြာခွက်ပုံဖြစ်ပါသည်ကျွန်ုပ်ကကဆက်ကိုလက်တစ်ဖက်နဲ့ကမ်းပြီးထောင်ပိုးဝါတကားထဲကိုဝင်လာခဲ့သည်ထို့မှောက်ထောင်ထဲကိုဝင်လို့မိန်လေကားကိုဖြတ်ကျော်ပြီးသုံးဆောင်တွေကိုဝင်လာခဲ့သည်ယခုကျွန်ုပ်ရေးပြနေသည့်မှာ1989ခုနှစ်ခန့်ကကိစ္စဖြစ်ပါသည်ထို့စဉ်က ထောင်မှုတယောက်ရဲ့ပါဝါကမတိလာပါ ထောင်ထဲကိုလက်ဆွဲအိတ်တစ်လုံးကင်ဆောင်ဝင်ရှိသည် တာဝန်ချင်းဟောသည်ဖြစ်စေမဟုတ်သည်ဖြစ်စေထောင်ထဲကိုနှိမ့်ညအချင်းမြွေဝင်ပိုင်ခွင့်ရှိပါတယ်ရေဒီယိုကက်ဆက်စာရတွေကိုလည်းယူဆောင်သွားနိုင်ပါတယ်ယခုခေတ်မှာဆိုရင်တော့ထောင်ထဲကိုကက်ဆက်သွင်းမှုနဲ့အကြီးကျယ်ပြဿနာတက်နိုင်ပြီးအလုတ်ထိခိုက်တဲ့အထိဆက်စည်ခံရနိုင်ပါတယ်တက်ကစကားချက်ဖြစ်ပါတယ်ဆရာဦးညီစင်ရောဘိုးတော်တင်ဦးပါ အလုတ်ဘက်ကိုထွက်သွားကြတယ်ဆရာသုံးဆောင်သူအဆောင်မှုကကျွန်ုပ်ကိုစီပြောတယ် ကြည်ရတော့အတန်တွေ့မိတော့လို့အလုပ်ဘက်ကိုပြန်သွားတာဖြစ်မိ။ကဲကျွန်တော်အခုပဲအတန်တွေ့လာတဲ့အခွေကိုဖွင့်ကြည့်ကြပါဦး။ကျွန်တော်အလုပ်ဘက်ရုံးငန်းထဲကိုပြန်ရောက်တော့ဆရာဦးညီစိန်ကကက်ဆက်ခွေလှမ်းပြီးတော့ပေးသေး။ကျွန်တော်စစ်စစ်ကြည့်တော့စောစောက မှတ်သားထားတဲ့အတိုင်းဖြစ်နေပါလိမ့်။ရုံးငန်းထဲမှာထောင်မကြီးဥတင်ရွှေတော်မကောက်တိတ်ခွေကိုလက်ဝါးနဲ့ရိုက်လို့အတန်တွေ့နေဆိုသူဘိုးတော်တင်ဦးကိုယ်တိုင်ရောက်လို့နေပါလိမ့်။ ကျွန်တော်ကတိတ်ခွေမှာပလတ်စတစ်ပါကင်ကို ခွာထုတ်ပြီးဘန်နာဆုနဲ့ကက်ဆက်ကထဲကိုထည့်ဖွင့်လိုက်ပါတယ်။ဦးညီစိန်နဲ့ဇနီးဒေါ်အေးတန်းတို့တရားနာယူရန်တတိယကို ဟောပါတယ်။စသဖြင့်အတန်တန်ထွက်ပေါ်လာပါတယ်။တစ်ချက်တစ်ချက်ဒုတ်ဒုတ်ဆိုတဲ့အတန်တစ်ခုကိုလည်းကြာနေရတယ်။အဲ့ဒါဘာသာလဲဗျ။ဆရာဦးညီစိန်ကမေးပါလေ။ညနေကျက်ပေါ်ကပန်ကားလေတဲ့အတန်လေး ဘိုးတော်ရဲ့တန်ကနည်းနည်းများလေးနေသလားလို့ဟုတ်တယ်ကျွန်တော်ဒီနေ့နည်းနည်းမောနေလို့ပါဒီလိုနဲ့ထောင်မှုများအလုပ်ဘက်မှစက်ချုပ်ရကန်းဖက်နှက်ချုပ်စတဲ့လုပ်ငန်းများမှမန်နေဂျာများအလုံးလို့လို့ကက်ဆက်ခွေတီးတီးကိုယူလာပြီးဘိုးတော်ရဲ့တရားများကိုအတန်တွင်ယူကြပါလိမ့်ကျွန်တော်အိမ်တချို့ကိုလှည့်လည်ပြီးကက်ဆက်ခွေများကိုနားထောင်ကြည့်တယ်တိတ်ခွေရဲ့အစာတိုင်းမှာအတန်သွင်းသူရဲ့နာမည်များပေါ်ဝင်လာပြီး ဟောကြားတဲ့တရားများမှာလည်းတူနဲ့တူလုံးဝမတူပါဘူး။အတန်ကတော့ဘုရောတင်ဦးရဲ့အတန်ပဲဖြစ်ပါလိမ့်။အားလုံးကဘုရောတင်ဦးလက်နဲ့ရိုက်လို့အတန်သွင်းထားတော့အခွေလို့ဂုံယူစွာပြောနေကြတယ်။အထုဆန်းတခုတည်းဖွဲယုံကြည်နေကြဟန်လည်းပေါ်တယ်။ခတ်နေတာကကျွန်ုပ်ပါ။ထုံဆန်းတိုင်းသူများပြောတာကိုမယုံကြည်ခြင်း။တန်တရားစိတ်ကမပြောင်းနိုင်။စိုက်ထက်ပိတ်လို့မေခွင့်မေးတဲ့ကိစ္စစာရွက်လို့ကိုလက်ဝါးနဲ့ရိုက်လို့စာပေါ်တဲ့ကိစ္စတို့မှာ ကျွန်ုပ်ကိုယ်တိုင်လက်တွေ့မြင်မြင်ဖြစ်နေလို့ဘယ်လိုမှမငင်းဆိုနိုင်တော့လေယခုတိခွေကိစ္စကိုတော့လက်မခံနိုင်သေးပါအဖေကြောင့်ဆိုတော့ကျွန်တော်ရဲ့မျက်စိရှိမှအတန်သွင်းခြင်းမဟုတ်လို့ဖြစ်ပါတယ်။ဒါကြောင့်ကျွန်ုပ်အလက်တဲ့စနေနေ့တည်းမှာရန်ကုန်မြို့ထဲမှာရှိတဲ့မောင်ထော်လေးလန်းယခုဘိုးဆွန်ပလန်းမှာတည်တံသွင်းဆိုင်တစ်ခုမှာ C60 Hitachi ကက်ဆက်တိတ်ခွေတိတ်တခွေဝင်ပြီးတော့ဝယ်ခဲ့ပါတယ်။73ချက်ပေးရပါတယ်။ အိမ်ကိုရောက်တော့အဲ့ဒီတိတ်ခွေရဲ့တောင်မြောင်းပေါ့ခေတန်ဒီပြာတန်နဲ့အမတ်သားပြူတွေပြီးတော့မှတိတ်ခွေကိုအတင်းသာဆက်ကူဘော်ကနေထုတ်ပြီးတော့တနောက်တောင်ဆွေးမြောက်ကိုဆဲလို့တိနဲ့ကတ်လိုက်ပါသေးတယ်နောက်တည့်ရက်တနုံကနေနဲ့မနဲ့ဂျူတီဝင်တဲ့ခါမှာအဲ့ဒီတိတ်ခွေကိုဂျာကင်အင်ကြီးအိတ်ထဲကိုထည့်ယူသွားတယ်စေယုံကိုသွေးပောင်ချင်ရန်ရောက်လာတော့ပိုရိုတင်ဦးကိုကျွန်ုပ်အတန်သွင်းရန်တိတ်ခွေယူလာကြောင်းပြောလိုက်ပါတယ်လူကခဏနေရင် အထူးဆောင်ရုံးခန်းကိုလိုက်လာရင်မှပြီးတော့ပြန်သွားခဲ့တယ်။တိတ်ခွေပါလား။ကျွန်ုပ်အထူးဆောင်ရုံးခန်းထဲကိုရောက်တော့ဘုရားဆောင်အောင်မထိုင်နေသောဘိုးတော်တင်ဦးကစိတ်မေ့လိုက်ခြင်းဖြစ်ပါတယ်။ကျွန်ုပ်ကဂျာကင်အင်ဂျင်ထဲမှာတိတ်ခွေကိုထုတ်ပစ်လိုက်တယ်။တိတ်ခွေမှာသတင်းစာဆက်ကုနဲ့ထုတ်ထားတာဖြစ်နေရောတစုံတရာပြောမလားလို့ထင်မိတယ်။ထုတ်ပြမှုမှာသူ့ကိုမယုံကြည်သလိုဖြစ်နေပါတယ်။တော်ပေမဲ့ဘိုးတော်တင်ဦးက အမှုရတဲ့ချက်မပြတ်ပါတခွန်းမှာအပြစ်မပြောဘဲတေခွေကိုဖရဲဆောင်ရှိမှချထားလိုက်တယ်ကဲငါဘာဒီလာခံပါသူကပြောတယ်သူကတိုင်းလဲလက်အုပ်ချထားတယ်ကျွန်တော်လဲစောက်ကြောက်တိုင်းလက်အုပ်ချပြီးငါဘာဒီလာခံယူလိုက်တယ်ဆိုတော့မျက်လုံးကတော့တေခွေကိုတော့မမေ့မဲ့တော့ကြည်နေမိတယ်ကျွန်တော်မျက်လုံးမိတ်နေတော့တခြားတေခွေနဲ့လဲလေလိုက်လေမလား के okay. တိတ်ဝေကိုလက်နှစ်ဖက်နဲ့ကင်ပါငါးပါးသီလယူပြီးတော့ဘုရားတေဝန်ကကျွန်ုပ်နဲ့မျက်နှာချင်းဆိုင်ထမ်းပြီးတိတ်ဝေကိုလက်နှစ်ဖက်နဲ့ကင်ထားပြီးကျွန်ုပ်ကိုလည်းသူ့လိုကင်ထားခိုင်းပါတယ်လူကမျက်လုံးကိုဇုံမိတ်လို့ကာထာရွတ်ပြီးဒီတိတ်ဝေကိုအပဘုံမင်းကောင်းရဲ့မဟာကန္နာဤကျင့်စဉ်ရောက်ပြင်ဆက်လက်မပေါမြက်လက်မပေါတမာရီသွန်းအဖြစ်တွင်းပါသည် ဝင်စေဝင်စေဝင်စေတည်းအဲ့လိုဆိုပြီးတာနဲ့တိတ်ခွေကိုဖြောင်းကနေလက်ဝန်းနဲ့ရိုက်ချလိုက်ပြီးကျွန်ုပ်ကိုပေးလိုက်တယ်ရော့ပြီးပြီအိမ်ကြတော့ဖွင့်ကြည့်ပေါ့သူကပြီးပြီဆိုတော့လေကျွန်ုပ်ကတော့တန်တရားစိတ်နဲ့မှတ်တမ်းပြီးသလိုဖြစ်နေပါသေးတယ်ပြီးတော့မှတိတ်ခွေကိုဂျက်ကင်အင်ဂျင်တွေကိုပြန်ထည့်ပြီးတက်ခုမေးကြည့်လိုက်တယ်ဒီတိတ်ခွေကို ကက်ဆက်တဲထည့်ထားပြီး recording ခလုတ်နှိပ်ထားရင်အထက်ကတန်းနေပြတ်သွားမလားဘိုးတော်တင်ဦးကကောင်းချိန်ပြတယ်ပြတ်မယ်ကျွန်တော်သူ့ကိုနှုတ်ဆက်လို့ပြန်ခဲ့ပါတယ်အပြန်လမ်းတစ်ချောင်းဒီလိုရွတ်ဆိုပြီးလက်ဝါးနဲ့ရရုံနဲ့သူ့ရဲ့တန်းနေဝင်သွားပါမလားလို့တွေ့နေမိပါတယ်ထိုစဉ်ကအင်းစင်အိမ်မောင်ကျွန်တော်တို့လင်မယားနေရောက်တဲ့နေထိုင်လျက်ရှိအောင်တကယ်လို့တိတ်ခွေကိုဖွင့်လို့နားထောင်မကောင်ကျွန်တော်တို့နှုတ်တော့တိပေးလိမ့်မယ်တခြားတတ်တည်မရှိပါဘူး ဘိုးတော်တင်ဦးကတိတ်ဝေကို recording လုပ်ရင်သူ့ရဲ့တံမြန်ပြတ်သွားမယ်လို့ဆိုထားရာပါကင်ဖြီးပြီးတော့တိတ်ဝေကိုဖွင့်ပြမယ်ဆိုရင်တခြားသူများကယုံကြည်ကြပါမလားမမေဟာကဘယ်တိတံတွင်သွားကိုကိုရတာပဲလေကွာအဲ့လိုပြောကြလေမလားဒါကြောင့်အင်းစိန်အိမ်မမဖွင့်သေးဘဲမြို့ထဲမှာရှိတဲ့ကျွန်ုပ်ရဲ့မိဘများနဲ့ငွေတငယ်ချင်း၃လရောက်ထံကိုပုံဆက်လို့လာမဲ့တနေ့ငွေနေ့ကိုချိန်ဆိုလိုက်ပါလိမ့်ထို့နေ့မှာ ကျွန်ုပ်ရဲ့နားရက်ဖြစ်လို့လင်မယားနှစ်ယောက်မျိုးလေးကလမ်း၄၀အင်ကိုတွာကြတယ်။ကဲမင်းတို့ဒီတိတ်ခွေကိုစစ်ကြည့်စမ်းပါ။ဒီမှာပါကင်ပြန်ပေးလို့ရမလားလို့မိဘနှစ်ပါးနဲ့တငယ်ချင်းများစုံတဲ့ခါမှာကျွန်ုပ်ကဘိုးတော်တင်ဦးရဲ့ရာဇဝင်ကိုရှင်းလင်းပြောပြပြီးတော့မှတင်းစားဆက်ကုနဲ့ထုတ်ထားတော့တိတ်ခွေကိုတငယ်ချင်းများရဲ့လက်ထက်ကိုအပ်လိုက်တယ်။တို့တို့ကတင်းစားဆက်ကုဘက်ကိုခွာပြီးတိတ်ခွေကိုတေချာစွာဆစ်ဆေးကြပါရစေ။အတန်ကြာတော့မှ ဟမ်ဒါကဂျပန်ကလာတဲ့ပါကင်တိုင်းပဲကွာ ပါကင်ဘိတ်ပဲကွာသူတို့ကအတီးပြူကြပါလိမ့်ဟောလာကဲဒါဆိုရင်ကက်ဆက်တဲကိုထည့်ပြီးတော့ဖြန့်ကြည့်ကွာတငယ်ချင်းကပလတ်စတစ်ပါကင်ကိုခွာလို့ကက်ဆက်တဲကိုထည့်ပြီးပလေးခလုတ်ကိုနှိပ်လိုက်ပါလိမ့်အောင်ခေါင်နေလားဒီတိတ်ွေကိုတမားရီစွာဖြင့်တွင်တော်ဘူးစောလိုက်နေမိသားစု ယနေ့မှစ၍အတန်ထွက်လာခဲ့ပါပြီဘုရောတင်ဦးရဲ့အတန်အစမှန်ပဲဖြစ်ပါလေကျွန်တော်ကိုဟောတဲ့တရားမှာဓမ္မစကြပေါ်အခြေခံထားသောအကြောင်းအရာများမှာစံသစ်လို့ပြိပန်နေကြလာပါလေတို့ရသည်မှာ C60 တိတ်ခွေ A site ကုံတော်လို့ B site ကို ဆက်ပြီးတော့ဖွင့်ရကဲကဲတိတ်ခွေကုံတော်လို့ဆက်ပြီးတော့ဟောမယ်အဲလိုပါရှိပြီး ပြီးဆိုင်ကုန်းကန်ဒီမောင်ကဲဒီတိတ်ွေလေကုံတော့မယ်အဲ့လိုပြောပြီးတော့သူရဲ့တရားကိုနှီးကုန်းချုပ်ထားခြင်းပဲဖြစ်ပါလိမ့်အဟောပွဲကောင်းတာတစ်ခုကဘုရတင်ဦးလက်ဝါးနဲ့ရိုက်ပြီးပေးခဲ့တော့စာပေမြတ်ကအချိန်တန်ကြာတဲ့ခါမောင်ကျွန်တော်မသားမကတခြားထောင်မှုများထံမှမပြန်ရှာလို့မရအောင်ပျောက်ခြင်းမလောက်ပျောက်ဆုံးသွားခြင်းပဲဖြစ်ပါလိမ့်တော်တော်ဘုရတင်ဦးရဲ့တရားတိတ်ွေကတော့ နှစ်ပေါင်း36နှစ်ကျော်လာတဲ့ယနေ့တိုင်အောင်ကျွန်တော်ရဲ့လက်ထက်မှာမပြတ်မပြတ်နှစ်ကိုအတန်တိုင်းအကောင်းပဂရိရှိနေပါသေးတယ်။ယနေ့ခေတ်လုံးကမ်းမြောက်မထွင်းကားသေးသော လွင်ခဲ့တဲ့ဆယ်စုနှစ်သုံးစုကျော်ကရှမ်းရှမ်းတောင်နာမည်ကြီးခဲ့သောဗိုလ်တော်တင်ဦးလိုပုဂ္ဂိုလ်မျိုးထိုစဉ်ကလည်းမရှိခဲ့သလိုယနေ့မှလည်းမရှိ နောက်မှလည်းရှိလာနိုင်မှာမဟုတ်ပါဘူး။တို့ဖြစ်ရောဗိုလ်တော်တင်ဦးကိုယနေ့ကမ်းမြောက်လောကရဲ့ ခေရှိဆောင်ကမိယဘိုးအေဖြစ်မှတ်တမ်းပြုထားလိုက်ချင်ပါတယ်။ဟုတ်ကဲ့စေဝင်စားပွဲထူကြဆန်းခြင်းကမိယဖြစ်ရမန်ဇလန်ကောင်းလေးကိုပါကြီးစံ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိလိုက်ပါအပြီးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တဲ့ channel ပြီး comment မောင်းဝင်ရောက်ဆွေးနွေး ညှင်းခုန်သွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ကောမတကြောင်းချင်းဒီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးတော့စာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဘာကြည့်စံ channel လေးကနေထူးခြားစမ်းခြင်းလှုပ်ဝှက်စမ်းခြင်းသိရရင်ဘူပရလောကကံမီယရမတန်မူခင်ဖြစ်ရဲ့မဇလန်ကောင်းမြတ်စွာကိုမိစမပြရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်လို့ပေးနေပါပြီ